ားလုံးပဲမင်္ဂလာပါရှင်။ရောပရိသတ် channel မှာကြိုဆိုလိုက်ပါရစေ။ဆရာနီလင်းညိုရဲ့နတ်စီရဲ့အိမ်မက်ဆိုတာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နတ်စီရဲ့အိမ်မက်ဆိုတာအပိုင်း၉တက္ကစီပေါ်မှာအစင်းတွင်ညီမင်းကကျွန်တော်ကိုအတိပေးတယ်လို့ပြောသည်။ဒီတိုက်ပဲတင်ခတတိယထမ။သူလက်ညှိုးထိုးပြရာမော့ကြည့်ပြီးကျွန်တော်ခေါင်းငိမ့်ပြလိုက်သည်။ ညီမင်းကအပေါ်သို့ မေးထိုးပြ၍မျက်စိတစ်ဖက်မှိတ်ခေါင်းတစ်ချက်ဆက်ကတက်ကြဆိုဟု တက်ကြွစွာပြော၏။နောက်ရှေးမှဦးဆောင်ကတိုက်လေကလေးများပေါ်သို့တန်းတက်သည်။သူ့နောက်မှလိုက်တက်ရင်ကျွန်တော်စိတ်ထဲအနှဲငယ်လှုပ်ရှားလာသည်။အခြားကြောင့်တော့မဟုတ်ဒီနေ့ကျွန်တော်ရေးထားသောတချင်းလေးများအားအသက်သွင်းပေးမည်ဖန်တီးရှင်များနှင့်တွေ့ရတော့မှာမို့ပင်ဖြစ်၏။တတိယထပ်သို့ရောက်လာသည် ိတ်ထားသောတကားနီးမှလူခေါ်ဘဲကိုညီမင်းကနှိပ်သည် သူ့ဘေးမှရက်ရင်ဘာရဲမဟုတ်ပဲကျွန်တော်စိတ်လှုပ်ရှားလာမိပြန်တယ်လို့လို့ခဏကြာတွင်တန်မန်းတကားနောက်ွယ်မှတစ်သားတကယ်ချက်ကခဟဟလေးပွင့်လာသည် တကားနောက်ွယ်မှသပင်ရှည်ရှည်နှင့်လူတယောက်ကညီမင်းကိုမြင်တော့ကြုံးရွှင်စွာနှုတ်ဆက်သည်ဟာညီမင်းတို့ပါလားလာလာတော့ခတ်ထားသောတန်မန်းတကားတော့ဖွင့်ပေးတာမို့ကျွန်တော်တို့အထမ်းဝင်လိုက်ကြသည် ညီမင်းကရှေ့မှဦးဆောင်ကဧကန်ချင်းချင်းလေးထဲမှဆိုဖာအဟောင်းတစ်လုံးတွင်ဝင်ထိုင်၏ကျွန်တော်ကလည်းသူ့ဘေးမှာဝင်ထိုင်ဖို့မျက်ရည်ပြ၏ညီမင်းဘေးတွင်ဝင်ထိုင်ရင်ဧကန်ချင်းလေးကိုကျွန်တော်တစ်ချက်ဝေ့ကြည့်ဖြစ်သည်အကျယ်ဆယ်ပေပတ်လည်လောက်သာရှိသောဧကန်လေးကကျင်းမြောင်းလှသည်မျက်နှာချက်စီမှဖုံတက်နေသောနှစ်ပေမိချောင်းရောင်အောက်တွင်တခန်းလုံးကဟောင်းနွမ်းရှုပ်ပွားလိုနေသည်နယံများတွင်လည်းစေသားတို့ကငကိုအယောင်ဘာမှန်းမယ်မသိတော့လောက်အောင် ညစ်ထက်ထက်နိုင်နေလေသည်တင်စရာစပွဲခုံမရှိသောဧကန်ကျမ်းမြင်ပေါ်တွင်လဲစာရွက်များစာအုပ်များဘီယာဘူးကိုတပိုင်းဖြတ်ထားသောစစ်လိခွက်နှစ်ခွက်သုံးခွက်နှင့် စာပိသားပကံများ ကော်ဖီခွက်များစသည်တို့ကတနေရာစီ ပြန့်ကျဲလျက်ရှိနေခဲ့ကြ၏ကျွန်တော်စိတ်ထဲမှကြိတ်ကာနှာခေါင်းရှုပ်လိုက်မိ၏နေပါဦးအစိုးရတွေရုပ်ရှင်မင်းသားတွေလိုမျိုးလူမြင်ကွင်းထွက်ပြမရတဲ့ လူမြင်ကွင်းထွက်မပြရတဲ့နောက်ွယ်ကအမှုပညာရှင်တွေအကုန်လုံးဟာဒီလိုပဲဖြစ်သလိုနေတတ်ကြတာလားကျွန်တော်အိမ်ကကိုလိုင်ပွားလဲဒီအတိုင်းဘာမှမထူးဒါဟာဘာကြောင့်များပါလဲသူတို့တွေဟာဖန်တီးမှုအမှုပညာကလွဲရင်ကျန်တာကိုဘာမှစိတ်ဝင်စားတော့တာမျိုးများလားဖြစ်တော့ဖြစ်နိုင်လိမ့်မည်ထင်ရ၏ဒါပေမဲ့ကိုနေတဲ့ပတ်ဝန်းကျင်ကိုတက်တက်ရရတန်တန်ရှင်းရှင်းထားမှကျမ်းမာရေးနဲ့ညီညွတ်သလိုစိတ်လဲကြည်လင်လန်းဆန်းစေတတ်တာဟာလဲအမှန်တရားတစ်ခုဆိုတော့ ဘာပဲဖြစ်ဖြစ်အမှုပညာကိုဝါသနာပါတော့လဲကျွန်တော်ကတော့သူတို့လူကြီးဖြစ်တယ်လို့မနေတတ်ထို့တူနေလဲမနေနိုင်ပါတတ်နိုင်သလောက်ရှိသလောက်ဖြစ်တသက်ရရနေတတ်တယ်လို့နေလဲနေချင်ပါသည်ဒါဟာသူတို့နဲ့ကျွန်တော်ဘာများကွာခြားလို့ပါလဲဝေခွဲမြစွာဖြင့်တောင်တောင်ဤလျှောက်တွေးနေစေတကားလာဖွင့်မေသောဆန်ရှိကိုတော်ကတကားကိုသေးချပြန်ပိတ်ကကျွန်တော်တို့ရှိမှဆိုဖာသလုံးပေါ်တွင်ဝင်ထိုင်၏နောက်ကျွန်တော်ကိုမေးထိုးပြကညီမင်းကိုကြည့်၍မေးသည် ဒါညီမင်းပြောထားတဲ့ငွေချင်းလားဟုတ်တယ်ကိုရဲ तू ကကိုရဲကိုပြောခဲ့တယ်လို့ကျွန်တော်နဲ့အခုပြိုင်နေရတဲ့တချင်းဆိုပြိုင်ပွဲမှာတွေ့ပြီးခင်ခဲ့ကြတဲ့ဝါသနာတူတွေပဲလေအဲ့မှာ तू ကကျွန်တော်နဲ့စကားဆက်မိရင် तू ရေးထားတဲ့တချင်းလေးတွေကိုအသက်သွင်းချင်တယ်လို့ဆိုလာတာနဲ့ကိုရဲတို့စီခေါ်လာမိတာညီမင်းကကျွန်တော်ဘက်သို့လှည့်၍ပြောသည် ကျွန်တော်ကိုကိုကိုမိတ်ဆက်လိုက်သည်ဟုတ်ပါတယ်ကိုကျွန်တော်ကညီမင်းရဲ့ငွေချင်းမှာတင်ခကျော်လို့ခေါ်ပါတယ်ဒါပေမဲ့တင်ခလို့ပဲရင်းနေနေခေါ်ပါကို ကိုကိုလည်းညီမင်းခေါ်တယ်လို့ကိုရဲလို့ရင်းရင်းနှီးနှီးခေါ်ပါကိုရဲကအပြုံးဖြင့်ပြော၏လူကသာဆန်ရှင်နဲ့ဖိုက်တာရုပ်ပင်မဲ့လေတန်ကတော့အမှုပညာသမားပီပီနူးညံ့လှ၏ကျွန်တော်ခေါင်းငိမ့်ပြမိသည်ညီမင်းကကျန်တဲ့ကိုတော်တို့ကိုဒေးဗစ်တို့ရောကိုရဲရှိတယ်ဟိုခန်းထဲမှာလေနောက်ဖက်တွင်ဖွဲ့ထားသောအခန်းဘက်သို့မေးထိုးပြက ကိုရဲကပြော၏ညီမင်းကနေရာမှထား၍ဒါဆိုကျွန်တော်တို့စီခဏသွားလိုက်အောင်မယ် တင်ခမင်းကိုရဲနဲ့အေးဆေးပြောနေနော်ဒါဆိုကျွန်တော်တို့စီခဏသွားလိုက်အောင်မယ်တင်ခမင်းကိုရဲနဲ့အေးဆေးပြောနေနော်မင်းဖြစ်ချင်တာကိုပြောပြတိလားဟုဆိုက နောက်ဖက်သို့ရှောက်သွား၏ကျွန်တော်ခေါင်းငိမ့်ပြရပြန်သည်ကိုရဲကညီမင်းနောက်ကျောကိုခဏလှမ်းကြည့်၍ကျွန်တော်ကိုတက်တဲကြီးကမေးလာသည်တင်ခရေးထားတဲ့သချင်းတွေကဘလို့သချင်းမျိုးတွေလဲ slow rock မျိုးစားလေးတွေပါကိုရဲကောင်းတယ်ဘလို့ဂီတအမျိုးစားတွေပဲခက်စားခက်စား ရော့ကအချိန်ရဲ့တိုက်စားမှုကိုခံနိုင်တယ်။အခုဘယ်နှပုတ်လောက်ရှိလဲ။ရေးထားတာတွေကတော့ရှိပါတယ်။ဒါပေမဲ့လောလောဆယ်နှစ်ပုတ်လောက်ပဲလုံမလားလို့။ဘာဖြစ်လို့လဲ။ကိုရဲကမျက်ခုံးနှစ်ဖက်ကိုမြင့်၍မိလာသည်။ကျွန်တော်ရှက်ရည်ရည်ရင်ပတ်စံသိမ့်ရှိလို့ပါကိုရဲ။အခုနှစ်ပုတ်တောင်မှအစိုးပြိုင်ပွဲမှာတကယ်လို့များနောက်ဆုံး level ရောက်သွားခဲ့ရင်အဲ့ဒီ level မှာကကိုပိုင်တခြင်းနဲ့ပြန်ရမှာဆိုတော့ပြိုင်စရာတခြင်းမရှိမှာဆိုလို့ကိုရဲတို့စီလာခဲ့ရတာ။ ကျွန်တော်စကားကြောင့်ကိုရဲကပြုံးသည်သူ့ပြုံးကနားလေသည်အပြုံးနောက်မပွင့်တပွင့်ဖြင့်ပြောသည်ဂျလိုပဲပေါ့ကွာဖြည်းဖြည်းချင်းလို့ပေါ့ဟုတ်ကဲ့ကိုရဲကဲပြပါအောင်မင်းရေးထားတဲ့တခြင်းတွေဒီမှာပါကိုရဲကျောပွေထဲမှာတခြင်းစာရွက်တွေထုတ်ပေးလိုက်တော့ကိုရဲကခေါင်းငုံဖက်ရင်မေးလာပြန်သည်အုံကျူတွေလားဟုတ်ကိုရဲကျွန်တော်လဲနားထောင်ဘူးသမျှ slow rock ဆန်ဆန်လေးတွေရေးထားတာပဲကိုရဲကကျွန်တော်ကိုတစ်ချက်မော်ကြည့်၍ အုံကျူးဆိုရင်ကောင်းတယ်ဟုအပြုံးဖြင့်ပြောကခေါင်းတငိမ့်ငိမ့်လှုပ်သည်ပြီးနောက်စာရွက်များကိုကြည့်နေရင်ထိုင်ရမထရက်ကလာသွားရဘယ်လိုသွားမှလဲကိုရဲထိုင်ရမထရင်တီးချင်စွာဖြင့်ကျွန်တော်မေးမိတော့ကိုရဲကပြုံး၍နောက်ဘက်ကအခန်းထဲကိုလေကွာအတန်ဖန်းတဲ့စတီရီယိုမဟုတ်ပေမဲ့ကိုတို့တွေစိုးဖို့တီးဖို့တချင်းတိုက်ဖို့အတွက်အတန်လုံအောင်လှုပ်ထားတဲ့ခန်းထဲကိုလေ ဘာဖြစ်လို့လဲဆိုတော့ကိုရိုးတွေကနေရှိတဲ့၍စိုကြတီးကြနေဆိုတော့ဘေးခန်းတွေကဝိုင်းပြီးပြဿနာရှာမှဆိုလို့ခေါင်းညင်ရင်ကိုရဲနောက်မှကျွန်တော်လိုက်ခဲ့သည်နောက်ဖက်မှဖွဲ့ထားသောအခန်းရှိအရောက်တွင်ကိုရဲကတကားကိုတွန်းဖွင့်သည်အလုံးပိတ်ခန်းထဲတွင်အဲကွန်တက်ထားပုံရ၏အေးမြသောလေကကျွန်တော်မျက်နှာကိုလာရောက်ရိုက်ခတ်သည်အခန်းထဲမှာတော့ညီမင်းကကိုရဲနှင့်ရွယ်လူလောက်ရှိသောလူနှစ်ယောက်နှင့်အဖွဲ့ကျနေတာကိုတွေ့ရ၏ကြည့်ရတာဒီကောင်ကကိုရဲတို့တစ်ဖွဲ့လုံးနှင့်တော်တော်ရင်းနှီးပုံရသည် အခန်းထဲသို့ကျွန်တော်တို့ဝင်ပြီးတော့သူတို့တွေကနေရာရွှေ့ပေးကြသည်ကိုဗီပက်လေလောက်သာကြဲမြင့်ထင်ရသောအခန်းလေးထဲတွင်ကျွန်တော်တို့အားလုံးမျက်နှာစုံညီဝိုင်းထိုင်လိုက်ကြရသည်အခန်းနံရံတစ်ဖက်တွင်ဘေ့စ်ဂီတာတစ်လက်နှင့်လစ်ဂီတာတစ်လက်တို့ကိုချိတ်ထားတာတွေ့ရ၏ကိုရဲကကျွန်တော်ကိုကြံလူများနဲ့မိတ်ဆက်ပေးသည်ဒါကဘေ့စ်တီးတဲ့ကိုတော်တဲ့ဒီဘက်မှာကတော့ drummer davis တဲ့ကိုကတော့ lick your return your နှစ်မျိုးလုံးသိတယ် ဟေ့ကောင်လေးဒီကောင်လေးကသင်္ခါတဲ့ညီမင်းရဲ့ဘော်တာပဲငါတို့စီမှာတချင်းနှစ်ပုတ်လောက်လုံးမလို့တဲ့ဟုတ်တယ်ကိုတော်နဲ့ကိုဒေးဗစ်ဒီကောင်ကခုနကကျွန်တော်ပြောပြနေတဲ့ကျွန်တော်ဘော်တာပဲညီမင်းကကိုရဲစကားကိုဝင်ထောက်ခံပေး၏ကိုတော်နဲ့ကိုဒေးဗစ်တို့ကကျွန်တော်ကိုမိတ်ဖွဲ့တယ်လို့ပြုံးပြလာကြသည်ကျွန်တော်ပြန်ပြုံးပြမိ၏သို့သောစိတ်ထဲတွင် မုန်းကြက်လာသလိုခံစားလာရ၏အခြားကြောင့်တော့မဟုတ်အခန်းထဲတွင် အရင်ရှိနေနေကြသောသူတို့၃ယောက်က secret တယောက်တလေးစီကို ပြိုင်းတူလိုလိုဖွာရှိုက်နေခဲ့ကြတာမို့အလုံးပိတ်အခန်းကျင်းလေးထဲတွင်မိခိုးငွေဖြူဖြူများနှင့်ပြည့်နှက်နေသလိုဖြစ်ကာအသက်ရှူရတာမဝရသလိုခံစားလာရဒါမို့ပင်တည်။ကဲရော့မင်းသချင်းတွေကိုကိုရိုးတွေတီးအောင်ဂီတာနဲ့အရင်တီးပြီးတစ်ခေါက်လောက်ဆိုးပြအောင်။ကြာကြာမုန်းမှုချိန်မရလိုက်။ကိုရဲကကိုတော့နားမှာဟော်လိုဂီတာအားလှမ်းယူပြီးကျွန်တော်ကို ထိုးပေးရင်ပြောလာသည်။ထို့ကြောင့်ဂီတာကို ရင်ခွင်တွင် ပိုက်ပြီးတချင်းစာရွက်အားရှေ့ချကား ထမတပုတ်ကိုတေးသေးချာချာဆိုပြလိုက်သည်တချင်းလေးဆုံးသွားသောအခါအားလုံးကလက်ခုပ်တီးကြသည်ကျွန်တော်စိတ်ထဲနည်းနည်းအားတက်သွားရ၏ထို့ပြင်သူတို့နှင့်လည်းပိုရင်းနှီးကျွမ်းဝင်လာသလိုခံစားမိလာသည်ကိုရဲကကျွန်တော်စီမဂီတာကိုပြန်ယူသည်နောက်ကိုဒေးဗစ်ကိုလမ်းပေးရင်းကိုတော့ကိုလမ်းပြော၏ဒေးဗစ်က return လိုက်ပြီးပြီးတော့တော်ကြီးက bass တီးကွာငါ့ကိုလစ်ဂီတာယူပေးတခါလဲစမ်းတီးကြည့်ရအောင် ညီမင်းကထိုင်ရာမှတတလက်လက်ထား၍နယံထက်မှလစ်ဂီတာနဲ့ဘေ့စ်ဂီတာတို့ကိုဖြုတ်ယူကာကိုရဲနဲ့ကိုဒေးဗစ်တို့ကိုပေးသည်။နောက်ကျွန်တော်ကိုမျက်စပြပြရင်ပြန်ထိုင်သည်။ကျွန်တော်ရေးထားတဲ့တချင်းလေးတွေဟာတီးလုံးတီးကွက်အစမ်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင် အသက်ဝင်လာတော့မှာပါလား။တွေ့ရင် ကျွန်တော်ရင်ထဲဖိုလိုက်လာသည်။ ကိုရဲတို့တအုပ်လုံးကတော့ဂီတာများအားဆောင်းဘောက်ငယ်လေးမှတဆင့်လျက်စစ်ကျိုးများဖြင့်ချိတ်ဆက်ကာကျွန်တော်တချင်းစာရွက်လေးကိုကြည့်၍ခဏခေါင်းချင်းဆိုင်ရင်တိုင်ပင်နေခဲ့ကြသည်ဟိတ်ကောင်တင်ခနဘေးမှညီမင်းဤခတ်တိုးတိုးခေါ်တံကြောင့်ကျွန်တော်လှည့်ကြည့်လိုက်သည်ထိုအခါသူကကျွန်တော်အားမိညှိထားသော စေဘောလေးတို့တစ်ခုကိုကမ်းပေးရင်းမျက်စိတစ်ဖက်မိတ်ပြသည် ျွန်တော်သဘောပေါက်လိုက်ပြီးဒီစေးဘောလိပ်မှာတခုခုထည့်ထားပုံရသည်ဤပညာတက္ကသိုလ်ကျောင်းသားတဦးဖြစ်ခဲ့သလိုရံဖန်ရကစစ်လိပ်တောက်တက်သူမှုဒီထားတွေကိုချက်ဆိုနှကွက်ကကျွန်တော်မိတောက်ပြီးသားသုံးလဲသုံးခဲ့ဘူးသည်သို့တော့3မိနစ်သက်ထိုးကြငင်းဖို့ပြင်စဲလှုပ်ဆမ်းပါကွအဲ့ဒါမှကိုရဲတို့တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့တီးတဲ့အခါမင်းမှုအပြည့်နဲ့ဟစ်လို့ရအောင်လို့ ညီမင်းစကားတန်တိုးတိုးကြောင့်ကိုရဲတို့ကကျွန်တော်တို့နှစ်ယောက်ကိုကြည်လာကြ၏ကြည်ရတာသူတို့လည်းသုံးပုံရသည်ကိုရဲကပြောလာသည်တင်ခကြိုက်မလုံးနော်ကိုတို့ကိုအားမနာနဲ့အားလုံးအေးစေထိုစကားကြောင့်ညင်ရမှာကျွန်တော်အားနာသွားသည်ရပါတယ်ကိုရဲကျွန်တော်ဆွဲလိုက်ရင်ကိုရဲတို့အတွက်မကြမ်းပါဆိုလို့ကျွန်တော်စကားဆုံးတွင်အားလုံးကသဘောကျသလိုရည်ကြသည်နောက်ကိုရဲတို့ကခေါင်းငုံ၍ပြန်တိုင်ပင်နေကြစေဘေးမှညီမင်းကချက်ကွာ ဟုခတ်တိုးတိုးတိုက်တွန်းလာပြန်သည်တိတ်စင်စားမနေတော့ပဲတစ်ဖွာနှစ်ဖွာလောက်ကျွန်တော်ရှိုက်သွင်းလိုက်သည်စိမ့်ရွှေရွှေရနက်နှင့်မိကိုငွေဖြူဖြူတို့ကကျွန်တော်ပတ်ဝန်းကျင်မှလေထုထဲတွင်တခဏတာရစ်တိုင်းသွားသည်နောက်ထပ်နှစ်ဖွာလောက်ရှိုက်ကစိလိတ်တူအားဘီယာဘူးကွန်ပြက်စိလိတ်ပြာခွက်ထဲပြန်ချထားလိုက်သည်ချက်ချင်းဆိုသလိုပင်ခေါင်းထဲရီဝေဝေဖြစ်လာသည်။နှစ်ထင်နှစ်ဖက်မှသွေးကြောတို့သည်လည်းတဆက်ဆက်ခုံလာကြသလိုလို့ ရင်ဘတ်အောင်မှနှလုံးခုန်တန်ကလည်းမြန်ဆန်လာသလိုခံစားလာရ၏။ဆိုကြည့်အောင်တင်ခ ready ပဲလား။ကိုရဲကမေးလာတာမို့ကျွန်တော်ခေါင်းငိမ့်ပြလိုက်သည်။ထိုအခါကိုရဲကစောစောကကျွန်တော်ချထားလိုက်သော စေးဘောလိတ်တူအားကောက်ယူမီးညှိ၍တစ်ဖွာနှစ်ဖွာလောက်အားရအောင်ဖွာကပြောသည်။ဆောဆောကမင်းဆိုသွားတဲ့ကီးထက်ကိုတို့တဆင့်မြင့်မိတီးမယ်မင်းဆိုနိုင်မှာပါ င်းမှာအတန်တွေအများကြီးကျန်နေသေးတာကိုသိတယ်။ပြီးတော့မင်းတန်ကကာလာလဲလှတယ်။ high pass လဲ high pass တွေကစားလို့လဲလှတယ်။အတက်နိုင်ဆုံးကစားပြီးဆိုကြည့်ဟုတ်လား။ဒါကသူများတစ်ချင်းမဟုတ်ပဲမင်းကိုယ်တိုင်ရေးထားတဲ့ကိုယ်ပိုင်တစ်ချင်းဆိုတော့လွတ်လွတ်လပ်လပ်ဆိုကြည့်ပေါ့။အားတက်စွာဖြင့်ကျွန်တော်ခေါင်းငိမ့်ပြမိ၏။ကိုရဲကစေးဘောလိတ်တူအားခွက်ထဲပြန်ထည့်ရင်းသူတို့အချင်းချင်းအချက်ပေးသလိုကြည့်ပြီးတိုင်ပင်စခေါ်၏။ Ready 1 2 3 4 rhythm bass lead guitar သုံးလက်တိုးဖြင့်မြန်မြန်ဆိုင်ဆိုင် intro ဝင်လိုက်တန်းကကျွန်တော်နားထဲချိုးမြိန်နှွမ်းနေခဲ့တယ်လို့လို့ရင်တွေလည်းတလက်လက်ဖြစ်လာရဤကြည်စံဒါဒါဟာကျွန်တော်ရေးထားတဲ့ကျွန်တော်ကိုယ်ပိုင်တချင်းလေးရဲ့အဝင်တီးလုံးလေးတွေပါလားကြားရတာជីနူးလိုက်တာပြီးတော့ကိုရဲတို့ဒီလူတွေဟာတော်လိုက်တာညီမင်းပြောခဲ့တော့ကတွေးခါစားတော့ကဒီလောက်မထင်မိခဲ့ အခုတော့ကျွန်တော်တခြင်းလေးကိုတစ်ခေါက်ပဲအကျန်းနှားထောင်ရသေးပေမဲ့တီးလုံးတီးခွက်တွေကိုတစ်ခါတည်းဖန်တီးလိုက်နိုင်ကြတာ professional ဆိုတာဒါမျိုးကိုခေါ်တဲ့ထင်ပါရဲ့ intro ပြီးကန်ဤတွင်ကိုရဲကကျွန်တော်ကိုမျက်လုံးလေးမှီးစင်းကခေါင်းတစ်ချက်ငိမ့်ပြသည်ရည်ဝေသောခံစားချက်ဖြင့်ကျွန်တော်ဟစ်လိုက်သည်တကယ်ဆိုမင်းသိတင်ပါတယ်ဒါတချင်းစာသားတွေပေါ့နော်ကျွန်တော်လည်းဒီတချင်းကိုမသိဘူးရှင့်ကြော်လာလိုက်ပါမယ်နော်ဟုတ်ကဲ့ပါ ဆိုင်အနောက်ဘက်ရှိတန့်စင်ခန်းထဲတွင်ကျမရေးကိစ္စရှင်းပြီးနောက်လက်ကိုတေချာစေးရင်မှန်ထဲတွင်ကိုကိုကိုပြန်ကြည့်မိသည်အိမ်မခေါင်းလင်းစီဖြင့်တေချာလိမ့်လာသောသပင်တို့ကအလုံးလုံးနေရင်နည်းနည်းဖွာချင်လာနေရာတွေ့ရ၏သပင်တို့အားရေဆိုလက်ဖြင့်ပြည့်ရီသွားအောင်တစ်ချက်နှစ်ချက်တက်ကတလက်စရဲလေဘင်းမှာတက်ထားသည့်အနက်ရောင်ဖဲပြားလေးကိုလည်းပိုတဲ့သွားအောင်ချိန်ညှိလိုက်၏ပြီးနောက်ဆိုင်ယူနီဖောင်း ရှက်အင်းကြီးဖြူကိုလည်း ပိုပြန့်သွားအောင်ဆွဲဆန့်ရသေးသည် ပြောရမယ်ဆိုစိုင်မမန်နေဂျာက ကျွန်တော်တို့စပွဲထိုးများအားတစ်ကြက်ဆန်းနေတာမကြိုက် ထိုးကြောင့်အလုတ်ချိန်တွင်တညကိုနှစ်ခါသုံးခါလောက်အပေါ့ပါသွားရင် ခုလိုပြန်တက်ရက်သွားအောင်မမေ့မလျော့ပြုပြင်ရတတ်ပါသည်ကိုကိုကိုမှန်နေတေချာခဲခဲ၍အလုံးစိတ်တိုင်းကြမှတန့်စင်ခန်းအပြင်ထွက်ခဲ့မိ၏။ဆိုင်တွင်းဘက်မှအပြင်သို့အထွက်တွင်စီဗီယာများငှဲ့ထားသော ကောင်တာနားမှာ စီဗီယာများငှဲ့ထဲ့သောကောင်တာနားမှာရက်နေသည့်စိုးမိုးကကျွန်တော်ကိုလက်ရက်ခေါ်၏သူ့အနားသို့ကျွန်တော်ရှောက်သွားလိုက်သည်ဘာလဲကွစိုးမိုးကကောင်တာပေါ်မှအမြုပ်တစီစီဖြင့်ရှိနေသောဘီယာ၃ခွက်ကိုလက်ညှိုးဖြင့်ဝိုင်းပြ၍အတန်တိုးတိုးဖြင့်ဒီမှာစီ၃ခွက်ယူသွားမင်းတာဝန်ယူထားတဲ့စပွဲတဝိုင်းမှာအနောက်ဘက်ကိုမင်းဝင်နေတော့ကစတမာတွေလာလို့ငါသွားမိထားတာအမီးကတော့သူတို့တွေမီနူးကြည့်နေတော့ မင်းဓာရီသွားချရင်လည်းတခါတည်းစောင့်မိခဲ့ပေါ့ဟိုမှာကစ်ချန်ကငါမာထားတဲ့ကုန်းပောင်ကြီးကျော်ရပြီလားမသိဘူးဘဲတီးတန်ကြားလို့ငါခဏသွားကြည့်လိုက်အောင်မယ်โอเคကျေးဇူးတငယ်ချင်းစိုးမိုးကမျက်လုံးတစ်ဖက်မိတ်ပြရင်ကစ်ချန်ဘက်ရှောက်သွား၏စီဘီယာကောင်တာပေါ်မှဘီယာ၃ခွက်ကိုလင်မန်းတစ်ခုတည်းယူကာထည့်နေစဉ် ကောင်တာနောက်မှဘီယာငှဲ့ပေးရသည့်မြက်ကိုကိုကပြုံးစီစီဖြင့်ကျွန်တော်အားခြေစုံကောင်းဆုံးကြည့်ရင်သင်္ခါတို့ကတော့ဘယ်ချိန်ကြီးကြီးစမတ်ကိုကြာနေရပဲရင်းရှိတော့လေဒီလိုပဲရှိတဲ့ရုပ်လေးကိုတနေရတာပေါ့ကွာနှင်းနှင်းနှင်းဘီယာဟွမ်းကုံမကခဏနောက်နောက်ပြန်ပြောပြီးကျွန်တော်လှည့်ထွက်ခဲ့တော့မြက်ကိုကိုကတဟားဟားရင်ရက်ကြံခဲ့သည် ျွန်တော်လည်းပြုံးမိသည်ခြားကြောင်တော့မဟုတ်ဒီဆိုင်လေးမှာအလုပ်လုပ်ရတာအဆင်ပြေပြေနဲ့ပြောစရာကောင်းလို့ပဲဖြစ်သည်လောဘော်ကင်ဖက်ချင်းချင်းလဲရိုင်းမင်းတတ်ကြ၏ခုထိကျွန်တော်တို့တွေကြားမှာပြဿနာဟူ၍ကြီးကြီးမားမားတခါမှမဖြစ်ဘူးသည်ကျွန်တော်တာဝန်ယူထားသောစပွဲနာအရောက်တွင်ခြေလန်းတွေတန့်သွားမိ၏ကြည်စံကျွန်တော်အလုပ်လုပ်နေသောဆိုင်ကကျွန်တော်တာဝန်ယူထားသောစပွဲမှာကတ်စတမာတွေဖြစ်တိုက်တိုက်ဆိုင်ဆိုင်လာထိုင်နေခဲ့သူတွေဟာအခြားသူတွေမဟုတ်ပဲ เจ้าကကျွန်တော်တငယ်ချင်းတွေဖြစ်နေခဲ့ကြတာပါလားထိုစဉ်သူတို့ကလည်းစကားပြောရင်းစပွဲဝိုင်းနာတို့ရောက်လူနီးပါးဖြစ်နေတော့ကျွန်တော်ကိုမြင်သွားကြ၏အရင်ဆုံးငိမ့်နိုင်ကဝုံးကလေးထရက်ကကျွန်တော်စီခြေလန်းနှလန်းလောက်နဲ့ရောက်လာပြီးဖိတ်ကောင်တင်ခမင်းမင်းတကိုးလူမိသွားဟန်ဖြင့်သွားဖြဲရင်းရေကျဲကျဲဖြင့်ခေါင်းငိမ့်ပြမိ၏နောက်စပွဲစီတို့လျှောက်သွား၍ဘန်းကိုစပွဲပေါ်တင်လိုက်သည်ဘီယာခွက်များအားတစ်ခွက်ချင်းစီသူတို့ရှိချပေးနေစေ ငိမ့်နိုင်ကသူ့နေရာတွင်ပြန်ဝင်ထိုင်ရင်ကျွန်တော်ကိုနင့်နင့်တီးတီးလေးတန်ကြီးဖြင့်ခက်ကြိတ်ကြိတ်ဆဲဤလူโซကချီတော့ဟုတ်တယ်လဒလကားကြောင်စီကွေးကျော်စိုးနဲ့ထီအောင်စော်တို့ဤအတန်ကလည်းပြိုင်းနူလိုလိုထွက်လာကြဤသူတို့အတန်များထဲတွင်ကျွန်တော်အားအပြစ်တင်လို့ခြင်းနှင့်ဝမ်းနေဝမ်းသာဖြစ်ခြင်းတို့ကရောနှောနေခဲ့ကြသည်ပြောရမယ်ဆိုသူတို့အခုလိုဖြစ်နေတာမလွန်ပါ ကျွန်တော်ကိုဒီထက်တောင်နင့်နနာနာပြောခွင့်ဆဲခွင့်ရှိသေးလိမ့်မည်ထင်၏ဟုတ်သည်ကျော်စိုးဦးတို့အိမ်မှကျွန်တော်ဂီတာလေးကိုယူလာခဲ့ပြီးနောက်ကျွန်တော်ဖုန်းထဲမှာသူတို့နံပါတ်များကိုသူတို့ဘက်ကစခေါ်လာလို့မရအောင်ကျွန်တော်ဘက်က block ထားခဲ့မိုံမကသေးတငယ်ချင်းအနှဲငယ်သာရှိသောကျွန်တော် Facebook account ထဲတွင်လည်းသူတို့၃ယောက်စလုံးကို block ၍ကျွန်တော်ဘက်ကတစ်ဖက်သက်စတဲ့အဆက်အသွယ်ဖြတ်ထားခဲ့တာမို့ပင်သည်အခုမှတိုက်တိုက်ဆိုင်ဆိုင်လာတွေ့နေခဲ့ရတာ ။ဘာပဲဖြစ်ဖြစ်မတွေ့ရတာကြာပြီဖြစ်တော့တငယ်ချင်းများကိုပြန်တွေ့ရ၍ကျွန်တော်လဲဝမ်းသာမိရပါသည်။သို့သောပခုံးကိုဇုံတွန့်ကတမင်မခိုးမခန့်ပြုံးရင်။ကဲငါ့ကိုဆဲကျင်လဲပြီးမှဆဲကြ။အခုဘာမှကြပါလဲ။မှားတာနောက်ထားစမ်းပါကွာ။ငါတို့ဝိုင်းမှာခဏထိုင်ပါဦး။ထင်အောင်စော်ကအမလို့အမရပြောရင်ကျွန်တော်လက်ကိုဆွဲကအတင်းထိုင်ခိုင်းသည်ကျွန်တော်ခေါင်းရမ်းရင် sorry ကွာငါကဒီဆိုင်မှာစပွဲတို့လုပ်နေရလေငွေချင်းတို့ရာ လောလောဆယ်မှာမင်းတို့ကငါတို့ဆိုင်ကိုလာ စားတောက်တဲ့ customer တွေလေဆိုင်ရဲ့စည်းကမ်းရငါတို့စပွဲထိုးတွေက customer တွေနဲ့တဲ့စပွဲတည်းမထိုင်ရဘူးကွထိုင်ရင်ငါအလုပ်ပြုတ်လိမ့်မယ်မင်းကွာထင်အောင်စော်ကမချစ်တင်ခဲ့တန်ဖြင့်ရေရွတ်ဤကျော်စိုးနဲ့ငိမ့်နိုင်တို့ကလည်းခေါင်းရမ်းကစိတ်ပြတ်သွားသလိုပုံစံဖြစ်ကျွတ်ခနဲညီတန်းကြသည်ကဲပါကွာအကယ်ဒမီကွက်တွေငါရှိမှလာလို့မနေကြစမ်းမနဲ့ပြောမင်းတို့ဘာမှမလဲ မင်းကွာလောက်ရတဲ့တင်ခါရငါတို့ကိုဘာဖြစ်လို့အဲ့လောက်စိတ်ငှားရတာလဲအေးလီငါတို့လည်းမင်းကိုနန်းတော့အားပေးမှာပေါ့ကွာအခုတော့မင်းကတကယ်ကိုအဆက်အသွယ်ချက်ထားရတာပဲဘောရာချင်းချင်းတွေကြားမှာဒီလိုအချိုးမျိုးမင်းချိုးသွားတာလုံးဝမမိုက်ဘူးတင်ခါမိရာကတမျိုးသူတို့ပြန်ပြောကြတာကတမျိုးဖြစ်နေလေသည် ထို့ကြောင့်မတက်တာတော့ပဲငါစင်မပြေတာကိုမင်းတို့ကိုမသိစေချင်လို့ပါကွာငါเจ้าတွေကိုကြားပြီးမင်းတို့ကိုစိတ်မမောစေချင်လို့အဲ့ဒါကြောင့်ငါမင်းတို့ကိုမဆက်သွယ်ပဲနေခဲ့မိတာရှင်းပြီလား ကဲပါကွာမင်းတို့အားလုံးကိုတစ်ဖက်သက်အဆက်အသွယ်ဖျက်ခဲမိတဲ့အတွက်တကယ်စိတ်ရင်းနဲ့ငါတောင်းပန်ပါတယ်ဟုတ်ပြီလားအခုတော့ငါ့ကိုမှားစရာရှိတာမှားကြပါကွာမင်းတို့ဝိုင်းမှာခုလိုငါကြာနေရကိုမန်နေဂျာရိတ်မိလို့ရရင်ငါကွန်ရှာခံနေရလိမ့်မယ်မင်းအခုရောအစဉ်ပြေရလားမပြေးနိုင်မစည်းနိုင်ပဲကြော်ဆိုးဦးကမေးလာသည်ငိမ့်နိုင်ကလည်းပါဇက်ကတလုံးလုံးဖြင့်ထောင်စော်ကစိတ်လျှော့လိုက်သလိုတက်ပြင်းချ၍ကြံနှစ်ယောက်ကိုလက်ကပြရင်မင်းတို့ခဏနေကြအောင်ဟုလှည့်ပြောသည် နောက်ကျွန်တော်ကိုကြည့်ကခက်တီတီမျက်နှာထားဖြင့်ဒါဆိုဒီလိုလုပ်မယ်တင်ခါအခုငါတို့ကိုစားလို့လွယ်မဲ့ကစွန်ပလိန်တပွဲနဲ့ငါးမုံကြော်တပွဲပဲပြီးဒါမမမဖြစ်လို့မှားရတာပြောရမယ်ဆိုမင်းစပွဲထိုးလုပ်နေတဲ့ဆိုင်မှာငါတို့အားလုံးကအမီးစားလိုက်ပြီးရဆုပ်လိုက်နဲ့ဒူးနဲ့မီးစိမ်းခံမနေနိုင်တာကတော့အမှန်ပဲဒါပေမဲ့မင်းလုပ်ပြီးချိန်အထိငါတို့ဒီမှာမင်းကိုထိုင်ဆောင်နေမယ်ပြီးကြရင်တော့ဒီညငါတို့နဲ့အတူမင်းလိုက်ခဲ့ရမယ်ဘဲကိုလဲကွာရှာမရှိနဲ့ ထင်အောင်စောကကျွန်တော်ကိုဟခဟောက်ဟောက်ပြော၏ကြံနှစ်ယောက်ကလည်းပေါ့တင်ညိုရိမ့်တိုက်ထားသလိုကိုစီကောင်းငိမ်ကထိုစကားအားထောက်ခံကြ၏တက်ပြင်းတစ်ချက်ကိုသာကျွန်တော်ခက်ပြင်းပြေးလေးချမိတော်သည်ဟုတ်ကဲ့ပါရှင်စောက်လေးတို့ဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစေနော်နောက်ဆက်အားပေးကြတဲ့အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ thank you